မင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာပဲကြာဆန်စစ်ချက်လေးလှုပ်ရှားပြပါတယ်ကြာဆန်ကိုရေစိမ်ထားလိုက်ပါမယ်ရှင်ပြီးရင်တော့ကျသွန်ဖြူကိုထောင်းပြီးတော့ပပလေးတွေလှိထားလိုက်ပါမယ်ကြက်သားကိုရေစိပြီးသွားတဲ့အခါကျလို့ရှင်ရင်တော့ကြက်သားမှုတ်တဆွန်လက်ရှိမှုတ်နည်းနည်းနဲ့ အရသာဝင်သွားအောင်နှင်းဖက်ပြီးသွားတဲ့အခါမှာနှက်ထားလိုက်ပါမယ်။ပြီးရင်တော့စီပူလာတဲ့အခါမှာတော့စနေမုတ်ထည့်လိုက်ပါမယ်။ပြီးသွားတဲ့အခါကျရင်ခုနကတော့လှိထားတဲ့ကျက်သွန်မြူလေးထည့်ပြီးွားတော့ကြုံလိုက်ပါမယ်နော်။ကျက်သွန်လေးကြီးကျွတ်သွားတဲ့အခါကျရင်တော့ဆဲထားလိုက်ပါမယ်။ပြီးရင်တော့အဲ့ကျက်သွန်ကျော်ထားတဲ့စီထဲမှာပဲကျက်သားလေးကိုထည့်ပြီးတော့ပြုတ်လိုက်ပါမယ်ရှင်။ ချက်သားလေးတွေနူးလာပြီဆိုတဲ့အခါကျရင်တော့ဆဲလိုက်ပါတော့မယ်သူ့တွေကိုထည့်စားမယ်အရွက်ကလေးကိုတော့ရေးဆေးထားလိုက်ပါတယ်ရေးဆေးပြီးတော့ပြုတ်ပြီးသွားတဲ့အခါကျရင်တော့ချက်သားလေးတွေလွင်လိုက်ပါမယ်ရှင်အားလုံးပြီးသွားပြီဆိုရင်တော့ဒေဦးထဲမှာပဲနေဖက်လိုက်ပါမယ်ဒေဦးထဲမှာကျတော့ကြည်ကြဲဝန်းလေးနေလို့ရတာပေါ့နော်ပြီးသွားတဲ့ခါကျရင်တော့ကြာစံထည့်လိုက်ပါမယ်ကျွတ်တုံကြောထားတာလေးကျွတ်တုံစီချက်လေးထည့်ပါမယ်ပြီးရင်တော့ပဲငံပြားရေးနည်းနည်းထည့်ပါမယ်ရှင်ပြီးရင်တော့ကြက်သားမှုတ် ိုလိုသလောက်ထည့်ပါမယ်ပြီးရင်တက်ရှိမုံနည်းနည်းထည့်ပါမယ်ရှင်မြေကောင်းမုံထည့်ပြီးတော့ထပ်ပြီးတော့မှုလိုက်ပါမယ်ပြီးရင်တော့ကိုစားမဲ့အရွက်ကလေးရေပြုတ်ထားပြီးသားအရွက်လေးတွေကိုထည့်လိုက်ပါမယ်ရှင်ခုနကတော့ကနှွာထားတဲ့ကြက်သားလေးတွေထည့်လိုက်ပါမယ်ထည့်ပြီးပြီဆိုရင်တော့ထပ်ပြီးတော့မှုလိုက်ပါမယ်နော်ဒီလောက်ဆိုရင်တော့နှံ့သွားပြီလေဖြစ်တဲ့အတွက်စားလို့ကောင်းတဲ့ကြက်သားကြက်သန်းစီချက်လေးရပါပြီရှင်ကျေးဇူးတင်ပါတယ်